င်္ဂလာပါရှင် ကျမတို့ဒီနေ့ထပ်ပြီးတော့အာဒီပြန်လေးလာမယ့်အပိုင်းအကြတော့စိတ်တုတ်ချင်းအပိုင်းပေါ့နော်အာရှေ့အပိုင်းမှာတော့ကြတော့စိတ်တုတ်ချင်းကိုနေရစိတ်တုတ်ချင်းပေါ့နော်ရိုးရိုးအာဒီရေစေးတုတ်တဲ့အပိုင်းကိုကျမတို့လေ့လာခဲ့တယ်ပေါ့နော်အခုကကြတော့အာဒါတကားပရင်တွေပေါ့နော်ဒေါနဲ့ဝင်းဒိုးတွေကိုအာစိတ်တုတ်တဲ့အခါမှာဘယ်လိုတွက်ရမလဲပေါ့နော် ပရင်မောက်တွေကိုစေတုတ်တဲ့အခါမှာလေတကားပရင်နေစေတုတ်တဲ့အခါမှာတချို့ကကြတော့ကျမတို့ကတက်သားကြီးပဲဆိုတာရှိတယ်ပေါ့နော်တက်သားတကားရှိမယ်အဲပြီးလို့ရှိရင်မှန်ရှိမယ်ပေါ့နော်ပြီးရင်အခုနောက်ပိုင်းအတန်မန်းတွေရှိတယ်အဲ့လိုဆိုလို့ရှိရင်တန်မန်းတွေဆိုအဲဆိုလို့ရှိရင်သူကဒီမျက်နှာပြင်အပြည့်မရှိဘူးလေနော်အဲတန်မန်းဆိုရင်ဥပမာဒီမှာဒါဘေးကြီးပါမော့နော်ပြီးလို့ရှိရင်တန်ချောင်းလေးတွေကဒီလိုလေးတွေ သွားဟားတယ်ဥမာဂျပန်ကွက်ပေါ့နော်ဒီလိုအကွက်လေးတွေရိုက်ထားတဲ့ခါကျတော့သူကအပြည့်တုပ်စရာမလို့အပြည့်တုပ်စရာမလို့တော့ area ဘယ်လိုတွက်ရမလဲအဲ့ဒါကိုကျွန်တော်တို့လေ့လာမှာပေါ့နော်အမှန်ပတင်းဆိုလို့ရှိရင်မှန်ကိုစိတ်တုပ်စရာမလိုဘူးလေအဲ့ခါကျတော့မှန် area ပြန်နှုတ်မလားဘလို့တွက်မလဲပေါ့နော်သူ့ရဲ့အဆောက်ကိုဘလို့ထက်တွက်မလဲဆိုတဲ့ဟာကိုကျွန်တော်တို့လေ့လာမှာဖြစ်ပါတယ်အဲ့ဒီဒီ analysis rate ဆိုတဲ့ဒီကျွန်တော်တို့ရဲ့ဒီခမကုန်ညာစိတ် တဲ့စောင်းမှာပေါ့နော်ဒီအပိုင်းလေးထပ်ပါလာတယ် coefficient of pd for door and window တဲ့အဲပရင်းမတကားပရင်းတွေအတွက်ကိုစေတုပ်ဖို့အတွက်မြှောက်ဖို့ဂိမ်းနေပေါ့နော်ဘလူးယူမလဲပေါ့အမှဆိုရင် အမျိုးအစားတကားမျိုးအစား ကိုကိုးကူပေးထားတယ်ကျမတို့ကကိုသုံးမဲ့ဟာနဲ့အနည်းဆက်ဆုံးဖြစ်အောင်ယူပြီးတော့ယူသုံးလို့ရတယ်ပေါ့နော်အဲ့တော့တကားပရင်းတွေမှာနံပါတ်1ကပန်းနဲ့ဘတ်တန်ပေါ့နော်ဆိုတဲ့အခါကျတော့သူကဘာပရင်းပေါက်တော့နော်ဆိုတဲ့ဟာကိုကျမတို့က အရင်လေ့လာဖို့လိုတယ်နော်ပန်းနဲ့ဘတန်တော်နံပါတ်1ကနှစ်ကကြတော့ glaze and mullin glaze တစိတ်တည်းသားမှန်ပေါ့နော် glaze ကကြတော့ဒါမှန်အောင်ပြောတာပန်းနဲ့ဆိုတာတစ်သားအဆန်တကားကိုပြောတာဘတန်ကလည်းတစ်သားပဲတစ်သားအောင်မှ तू ကအဲဒါတကားဆိုရင်တက်သားလိုအချောင်းလေးတက်သားချောင်းလေးနဲ့ဖွဲ့စည်းထားတဲ့တကားပေါ့နော်တကားပရင်ပေါ့ဒါကကြတော့ glaze ကကြတော့မှန်ပက်ကလီဆိုတာတစိမ့်တစ်ပိုင်းမှန်ပေါ့နော်အပန်းနဲ့အမ်ပက်ကလီ เนาะ Venetian Dom သူကကြတော့ဒီတက်သားလေးတွေကိုတစ်ခုနဲ့တစ်ခုထပ်ပြီးတော့လုပ်ထားတဲ့ပုံစံမျိုးเนาะအတကားကကြတော့အာဘလို့မျိုးနဲ့ဆိုကျမတို့ပုံနဲ့ပြီးမှလေ့လာမယ်ပေါ့နော် နောက်ခါကျတော့နော် Venetian door and window နော် Venetian doorway glazed top သူက glaze ကမှန် top ဆိုတော့အပေါ်မှာမှန်အဖက်ကကျတော့အဲသူကတကားတွေကိုတက်တာတွေကိုထပ်ထပ်ပြီးလှုပ်ထားတဲ့ Venetian door ပေါ့နော်နောက်ခါကျတော့ wire cage no wire gauge ဆိုတာ no wire gauge no wire နဲ့ခြံစည်းကိုအာဒီဟွာပေါ့နော်ကျမတို့အာဒီဟွာနည်းနဲ့ဟိုကျမတို့ chain link တွေခေါ်มาပေါ့နော်အဲသူအဲ့လိုမျိုးကိုပြောတာနောက်ကြတော့အာနံပါတ်9ကကြတော့သူ trailer ward trailer ward ဆိုတာကြတော့ကျမတို့ဘာကိုပြောရလဲဆိုတော့ အာမြန်မာလိုဆိုတော့ဘာကြတကားပေါ့နော်အဲ့လိုတကားမျိုးနောက်ခါကျတော့ gate door နော်ဒါကကျတော့ chancel မှာသုံးတဲ့တကားမျိုးပေါ့နော်နောက်နံပါတ်6ကကျတော့ plywood ဆိုတော့အထက်သားတကားပေါ့နော် အထက်သားတကားတွေအတွက်ဆိုရင်သူ့ကိုဘယ်လိုတွက်မလဲပေါ့နော်အထက်သားဆိုရင်သူ့ရဲ့တကားကဥပမာတကားကိုပြောလိုက်မျိုးတကားကဥပမာအဲသူက3ပေဒီလို9ပေရှိတယ်ဆိုရင် သူ့ရဲ့စတုရဲ့ area ဆိုရင်3 9 3နေဆိုတော့23 စတုယံပေပေါ့နော်စတုယံပေရတယ်စတုယံပေအဲ့တော့မျက်နှာပြင်ကဘယ်နှဖက်တော့နှစ်ဖက်တော့မယ်ဆိုလို့ရှိရင်သူ့ကိုနှစ်နဲ့မြောက်မလားဧရိယာကိုမြောက်လို့မရဘူးလို့ဆိုတော့အဲသူ့ရဲ့ဒီတက်သားရဲ့ကြီးပောင်မလေးအဲဒီဂျားထဲမှာတော့မယ်အထစ်လေးတွေရှိရဲအဲ့ဒီအတွက်ကိုဘယ်လောက်ထက်တွက်မလဲဆိုတော့ဒီမှာနှစ်နဲ့မမြောက်ဘဲနဲ့2.4နဲ့နှစ်၄ဘိုင်းတစ်ဘိုင်းနဲ့မြောက်မယ်လို့ဆိုလိုတာအဲ နော်သူ့ရဲ့အစာကိုအေရီယာကိုတွတ်တဲ့အခါမှာပြီးရင်ဂိတ်တော်နော်ဂိတ်တော်အတွက်ဆိုရင် သူ့ရဲ့အေရီယာကိုတွတ်မယ်သူ့ရဲ့အစာကကြတော့ဒါကကြတော့ဟိုပါပေါ့နော်ကျွန်တော်တန်ပန်းတကားပုံစံမျိုးစသားမှာပေါ့နော်အဲဟင်္ဂလန်နေနဲ့လုပ်မယ်ပင်ဖလက်တွေနဲ့လုပ်မယ်အဲနာဟော်လိုနဲ့လုပ်မယ်ပေါ့နော်အဲ့လိုတကားမျိုးဆိုလို့ရှိရင်3 x 4အဲနေပဲမြောက်မယ်ဘာလို့ဆိုတော့ तू ကကြတော့တန်ကြောင်းလေးတွေပဲဆိုတော့လေ ဈာမနေရာလက်တွေရှိတယ်เนาะအဲ့တော့သူ့ရဲ့မျက်နှာပြင်နှစ်ဖက်အတွက်ဆိုလို့ရှိရင်အပြည့်အတွက်ဆရာမလို့ဥမာ gate door ကဒီကျမတို့ဘယ်လောက်ရှိမလဲပေါ့เนาะ gate sorry เนาะအ gate door ခြံစည်းဥတကားကဒီလိုပေါ့နော်ဒီလိုအမြင့်ကို9ပေရှိမယ်ဒီလိုရှိဥပမာနော်9ပေ sorry 7ပေလောက်ရှိမယ်ဆိုရင်9ဆယ်လီဆိုတော့90 90နဲ့အတွက်ဆရာမလို့ဟိုဘက်ဒီဘက်မျက်နှာပြင်နှစ်ဖက်ဆိုမယ်နှစ်နဲ့မြောက်လို့မရဘူးဆိုတော့ तू က ဒီမျက်နှာပြင်ကအပြည့်မဟုတ်ဘူးလေအဲเนาะဒီမှာဆွဲထားတဲ့တန်ဒီ hollow ပဲဖြစ်ဖြစ် flat ပဲဖြစ်ပေါ့เนาะဒါအားကြတော့အပြည့်မဟုတ်တဲ့အခါကျတော့မျက်နှာပြင်နှစ်ခုလုံးစာမှာသူကတစ်ခုစာတော့တွက်စရာမလိုဘူးသူတို့3 by 4နဲ့မြောက်ပြီးတွက်ရင်ရပြီသူရဲ့ area ကเนาะအဲနောက်ခုကကျတော့ neutralis walker ကျတော့သူကဘာသာတကားဖြစ်တဲ့အခါကျတော့သူ့ရဲ့မျက်နှာပြင်နှစ်ဖက်ဆိုရင်သူကဂျားလေးတွေတက်တာအချောင်းလေးတွေကတက်တာလေးရှက်ပြီးတော့လှုပ်ထားတာမို့လို့ အဲသူ့ကိုကြတော့အပြည့်အတွက်ပေးရမိနှစ်ပြည့်နှစ်ခုစာယူတွက်ပေးရမယ် area ကိုတွင်ဟွာယာ gauge ကကြတော့နော်တစ်ချိန်လေးနေနဲ့သုံးလဟာကြတော့သူကမျက်နှာပြင်နှစ်ခုမှာတစ်ခုစာပဲတွက်ပင်ရတယ်။ now venetian doorway glazed top အပေါ်မှာကမှန်အောက်မှာကအာဒီသက်သားကိုထပ်ထပ်ပြီးလှုပ်ထားတာဆိုတော့အထက်လေးချာမှာလည်းအပြည့်လူဖြစ်နေတော့သူ့ကိုစဉ်းစားပြရမှာသုံးစားနဲ့တွက်ပေးရမယ်။ဥပမာအဲ့ဒေါ်ကနော်ဒါကဒီလိုပေါ့နော်အပေါ်ကဒါမှန်ရှိမယ်။ ဒါမှန်အဆန်နဲ့ပေါ့နော်ဒီရောက်ကတက်သားလေးကိုထထထပြီးလှုပ်ထားရဲဆိုရင်နော်သူ့ရဲ့ site ကဥပမာဒါကဥပမာပေါ့နော်3ဘေဒါ9ဘေရှိခဲ့မယ်ဆိုရင်3921ညနေပြင်းနှစ်ဖက်မို့လို့နှစ်နဲ့မမြောက်ဘူးသူ့ကိုဘယ်နဲ့စတွက်ပေးရမလဲဆိုတော့ဂျားဂျားမှရှိတဲ့အထစ်လေးတွေပေါ့နော်ကြီးပေါ့မှာဆိုအထစ်လေးတွေနော်အဲ့ဒါလေးတွေကိုတေချာအသေးစိတ်ထက်ထက်ရမှာမို့လို့သူ့ကိုသုံးစားနဲ့တွက်ပေးရမယ်3 3 3 3 4 63စတုရန်ပေးနေ အဲကျမတို့ကတွက်ပေးရမယ်သူ့ကိုတွက်တဲ့ခါမှာ area ပါလေအစိတ်သုံးမဲ့ area ကိုအဲ့တော့ကျန်တာတဲ့နမူနာအတူပဲပေါ့နော်ညီမဆိုရင် venetian နော် venetian door window အတွက်ဆိုရင်ဒါသုံးဆခွင့်နဲ့တွက်ပြန်ဒီမှာကျတော့နံပါတ်5ကျတော့ glaze top အပေါ်မှာသူကမှန်ပါတော့မှန်အောင်တုတ်ဆရာမလို့တော့ဝမ်းမိုက်တူယော့သွားတာပေါ့နော်နောက်ခွက်ကျတော့တက်တာအဆန်နဲ့ဟိုအတွက်ဆိုလို့ရှိရင်နော် venetian door အတွက်ဆိုရင်သုံးဆား နော်ဒီ glaze ပေါ့နော်ဒီမှန်အတွက်ဆိုလို့ရှင်အမှန်အောင်တုတ်เสียမလို့ဒါပေမဲ့အထစ်လေးတွေကိုအကြီးပေါင်ရဲ့အထစ်လေးတွေကိုလက်ဝင်နဲ့တော့ရမှာမဟုတ်လို့အဲသူကဒီမှာနှစ်ဆနဲ့မြောက်ပေးရမယ်ပန်းနဲ့ဘတန်ကကြတော့နော်အ214အဆနဲ့သူ့ရဲ့ area ကိုတွက်ပေးရမယ်စီးတုတ်တဲ့အခါမှာကျမတို့ယူသွားမယ်သူ့ရဲ့အဆလေးတွေပေါ့နော် အဲ့တော့ဒီ door window တွေကိုကျမတို့ပုံလေးနဲ့ချစ်ချင်မယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် तू က fully glazed window fully glazed window ဖြစ်တာမဟုတ်လို့ तू ကဒီမှာဆိုရင်ဒါမှန်မှန်အောင်စိတ်တုပ်เสียမှာမလို့ဘူးဒါပေမဲ့ तू ကဒီမှာတကယ်ရွက်ရှိတယ်တကယ်ရွက်ရဲ့ဒီနားလေးမှာအထက်လေးတွေရှိတယ်ပြီးရင်ဒီမှာ search bar လေးကိုအသေးစိတ်ဒီလေးတော့ရတာမဟုတ်လို့နော်သူ့ကိုအစားနဲ့မြှောက်ပေးရတယ်နော်ဘလောက်အစားဖြစ်မလဲဆိုတော့နော် fully glazed ဆိုရင် तू ကိုမျက်နှာပြင်နှစ်ခုကိုအပြည့်အတွက်ပေးရမယ် နော်ပြီးရင်နောက်တစ်ခါကျတော့ venetian window နော်သူကကျတော့တသားတွေကိုထပ်ထပ်ပြီးလုပ်တဲ့ပုံစံမျိုးလို့သူကအလက်အသေးစိတ်တော့မလို့သူ့ကိုသုံးစားနဲ့မြောက်တာရှိတယ်။သုံးစားခွင်နဲ့မြောက်တာရှိတယ်ပေါ့နော်။နောက်တစ်ခါကျတော့အာ fully panel window နော်ပန်နေဆိုတာတသားအဆန်ဒီအလေရတသားအဆန်နဲ့နော်အာနောက်တစ်ခါကျတော့မဝန်သက် please to that panel သူကသုံးပုံပုံတစ်ပုံကမှန်ထည့်ပြီးတော့နောက်သုံးပုံပုံနှစ်ပုံက အဲဒါပန်နေဆိုတာအဆင်ထည့်ထားတယ်ပေါ့နော်အဲနောက်ဒီဘက်ကကြတော့ square mesh နော် square mesh ကကြတော့အရှိရဘာနဲ့သွားတူလဲဆိုတော့သူကဟိုအဲကျွန်တော် wire gauge နဲ့သွားတူတာပေါ့နော်အဲဒီမှာရှိတယ်နော် number 6ဆိုတဲ့ wire gauge ဆိုရင်သူ့ကိုနော်တဆရဲတွက်ပေးရမယ်မျက်နှာပြနှစ်ခုစအောင်မနော်ဘာလို့ဆိုတော့သူကဒီအလျာတုတ်เสียမလို့လေနော်အဲ့ခါကျတော့သူ့ကိုတွက်တဲ့အခါမှာမျက်နှာပြတဆနဲ့တွက်ရင်လုံလောက်တယ်နော်နောက်ပုံတွေကကြတော့ collapsible ဓောဝါဘာဖြစ်နေလဲဆိုတော့ no trailers နော် trailers world ပေါ့နော်ဒါဘာသာတကားနော် तू ကကြတော့ဒီအချောင်းလေးတွေကိုတေချာတော့မှာမဟုတ်လို့ तू ကဒီလေမှာနေရာလက်တည်နေဆိုရင်ပဲသူ့ကိုဘယ်နှဆနဲ့မြှောက်မလဲပေါ့နော် trailers ကကြတော့နှဆအပြေးမြှောက်ပေးရမယ်နော်နှဆအပြေးမြှောက်ပေးရမယ်နောက်ဒါကကြတော့ flash door ကကြတော့ plywood door ပေါ့နော် plywood door ဒီပုံစံမျိုးက နောက်ဒီမှာ fully pan နဲ့ဒေါ်သာတကားပြောထားတာနောက်တစ်ခုကကြတော့ button door ဆိုတာတက်သားလေးတွေကိုအချောင်းလေးတွေကိုအစံထည့်ထားတဲ့ပုံစံမျိုးလုပ်ထားတာပေါ့နော်ဒီကကြတော့ switch door switch door ကကြတော့ဒါဒီမှာအထက်သားလေးဖြစ်နိုင်တယ်ဒါကြတော့အဲတက်တာလည်းဖြစ်နိုင်နေပေါ့နော်သူ့ကိုစင်နှရွက်တကားလို့လည်းတတ်မှတ်တယ်ပေါ့နော်ဒီဟာလေးတွေကအဲ့ဒီတော့ကျမတို့ကဒါဗနီမောက်လေးလည်းပုံစံလေးလည်းမြင်သွားပြီမို့လို့ ။ဒါကျမတို့ရဲ့အဲဒီတက်တာဒီဒီဒုံဝင်းတို့တွေကိုအဆေးသုံးလုပ်ငန်းမှာဆိုရင်သူ့ရဲ့ area ကိုဘယ်လိုယူတွေ့ရမလဲဆိုတာအနားလည်တော့မှာဖြစ်ပါတယ်ပေါ့နော်။အဲဒီမှာဆိုရင်အဲနော်မြန်မာပြည်ကိုဘလို area တွေ့ရမယ်ဆိုတာသဘောတော်မှဖြစ်ပါတယ်အဲ့တော့နောက်ထပ်တစ်ထက်တင်တဲ့ဗီဒီယိုတီးဖို့တက်ဆိုလို့ရှိရင်ဒါကျွန်မ YouTube channel လေးကို subscribe လုပ်ထားဖို့မေးပါနဲ့เนาะ